မင်္ဂလာပါရှင်ထူးမူစင်ကပ်ကိုအီးစင်ပြောင်းတဲ့နေ့ပြပြပေးပါမယ်အရင်ဆုံး True Eye Survey application ကိုတောင်းလို့ရင် လုပ်ရပါမယ်ပြီးတော့ဖုန်းနံပါတ်ထည့်ပြီးတော့ login ဝင်ရပါမယ်ဝင်ပြီးသွားပြီးဆိုရင်အခုပြထားတဲ့ mall ဆိုတဲ့နေရာကိုနေရပါမယ်ဒီပိုင်း switch to esim go နိုင်လိုက်ပါပြီးတော့ရင် next go နိုင်လိုက်ရပါမယ် OTP ကိုနှိပ်လိုက်ပါကုန်းနံပါတ်ကြာလာပါလိမ့်မယ် message တွေဝင်ပြီးရောမှာကြာလာတဲ့ကုန်းနံပါတ်ကိုထည့်လိုက်ရုံပါပဲထည့်ပြီးသွားပြီဆိုရင် confirm OTP ကိုနှိပ်လိုက်ရုံပါ EID number ကို4ရက်ဆက်တင်ထဲမှာဝင်ပြီးရောသွားယူရပါမယ်ဆက်တင်ထဲဝင်ရပါမယ်ပြီးသွားရင် January ထဲကိုဝင်လိုက်ပါဒါကတော့ရှေး iPhone 7ပေါ့နော်ပြီးတော့ about ထဲကိုဝင်လိုက်ပါရှင် ။ပြီးတော့ရင်အမ EID ဆိုပြီးတော့စာကြောင်းအောက်မှာရွှေ့ချိလိုက်ရုံနဲ့အဲ့ဒီမှာကဏ္ဍနဲ့အများကြီးရှိနေမယ်။အဲ့ဒီမှာအာ copy လုပ်လိုက်ရုံပါပဲ။ပြီးတော့အဲ့ဒီမှာ copy ကူးထည့်ပြီးရော next ကိုနှိပ်လိုက်ပါ။နှိပ်ပြီးသွားရင်ကိုအမြဲတုံးနဲ့ Gmail ထည့်ရပါမယ်။ပြန်ဖုန်းနံပါတ်ကိုထည့်လိုက်ပါ။ထည့်ပြီးသွားလို့ရှိရင်အဲ့ဒီမှာ activate this number ဆိုပြီးရရှိပါတယ်အဲ့ဒါကိုနှိပ်လိုက်ပါ ပြီးသွားရင်အဲ့ဒီမှာ please prepare ဆိုပြီးတော့သူ ကိုယ့်ရဲ့မပုံတင်ထားတဲ့ passport number အစနဲ့အနောက်ပေါ့နော်သူပြပြပေးထားတာပါအဲ့ဒီမှာ continue နဲ့နေပြီးသွားလို့ရှင် along ကိုနေလိုက်ပါရှင်နေပြီးသွားပြီဆိုလို့ရှင်အဲ့ဒီမှာမျက်နှာကို scan ဖတ်ဖို့ပြောပါတယ် scan ဖတ်ဖို့အဆင်သင့်ဖြစ်ပြီးဆိုလို့ရှိရင်တော့မျက်နှာကိုအတည့်ထားပြီးအဲ့ဒီအဝိုင်းလေးမှာပဲမျက်နှာအတည့်ထားပြီးဟိုဘက်ဒီဘက်လဲပြီးတော့ step ကိုနေပြီးတော့လုံလိုက်ရုံပါပဲ ပြီးသွားပြီဆိုလို့ရှိရင် continue ကိုနှိပ်လိုက်ရုံပါပဲညာဘက်တောက်က continue ကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တခြားဆာမျက်နှာပြောင်းသွားမယ်အမှ Thai ID ကိုကကျွန်နိုင်ငံခြားသားဆို passport ကိုရေးလိုက်နော်ရေးပြီးသွားပြီဆိုရင် continue ကိုနှိပ်လိုက်ရုံပါပဲ passport စာမျက်နှာကိုဖွင့်ပြီးတော့မှအဲ့ဒီသူပြောပြထားတဲ့အကွက်တိုင်းကိုထားပြီးတော့ capture ကိုနှိပ်လိုက်ရုံပါပဲနှိပ်ပြီးသွားရင်ခဏစောင့်ရမယ်ဒီစာမျက်နှာအဝိုင်းလေနေရပါတော့အဲ့ဒီမှာကိုယ့်ရဲ့ passport စာအုပ်တပ်ပုံပေါ်လာတယ်ပေါ်လာရင်ခါမှ continue နှိပ်ပါကြလို့ဆက်မပြေဘူးဆိုရင် retake photo ဘေးဘက်တောက်ကိုနှိပ်လိုက်ရုံပဲအဆင်ပြေရဆိုရင်ညာဘက်တောက်က continue ကိုနှိပ်လိုက်ရုံပါပဲရှင် ခွန်သိင်းကြီးကိုနှိပ်ပြီးသွားရင်စာမျက်နှာပြောင်းသွားမယ်နာမည်ထည့်ရမှာပါတော့နာမည်ကအဲ့ဒီမှာသုံးကွက်ပေးတာအပေါ်မှာကျော် Miss to Mr. တို့ Mrs. တို့ထည့်ရမယ်အောက်မှာနာမည်ကိုခွဲရေးလိုက်ပါပြီးတော့ကိုယ့်ရဲ့အိမ်နံပါတ်အိမ်လိပ်စာပမာဏနဲ့အကုန်လုံးရွေးလိုက်ရမယ်ပေါ့နော်ချက်လက်တွေမှတ်သွားပြီဆို continue ကို name နေပြီးသွားရင်ခဏစောင့်ရမယ်ရှင်ဒီစာမျက်နှာကအစွမ်းလားအရှိမကိုဖြေးလိုက်တဲ့ Gmail နဲ့ဖုန်းနံပါတ်မှာ message ပို့လိုက်ပြီးစပါဆိုပြီးအကြောင်းကြားတာပါ အောက်မှာအနီရောင်စာသားတွေ့လား learn how to set up eSIM ဆိုပြီးတော့ပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့ eSIM ပြောင်းတဲ့နေနဲ့အသေးစိတ်ကိုသူကပြောပြပေးထားပါတယ်အဲ့ဒီမှာဝင်ကြည့်လိုက်ရုံပဲเนาะသူပို့လာတဲ့ email ကိုဖွင့်ပြီးရောရှင်းပြထားတဲ့ clip here ကိုနှိပ်လိုက်ရုံပါပဲနှိပ်ပြီးသွားလို့ရှိရင်သူကကြူအပုံစံတက်လာမယ်အောက်မှာအကွက်ထဲမှာကိုယ့်ရဲ့မွေးနေ့မွေးလမွေးတက်ခွေထည့်ရပါမယ်ကိုယ်ရဲ့မွေးနေ့မွေးလာမွေးတက်ပြီကိုထပ်ပြီးသွားပြီဆိုရင် continue နေလိုက်ရုံမ ုမျိုးပေါ်လာပါတယ်။ email ကနေရတဲ့ QR code ကိုဖုန်းနဲ့ပြန်ပြီး scan ဖတ်ရတယ်သူတို့စာတက်လာမယ်အလောင်းကိုနေလိုက်ရုံပါပဲ။ပြီးသွားရင်ခဏစောင့်ရပါမယ်။စောင့်ပြီးသွားပြီးဆိုရင်တော့ continue ဆိုပြီးတော့ tap ပေါ်ရင် continue ထပ်နေလိုက်ပြီးခဏစောင့်ရမယ်နော်။ activating ဆိုပြီးတော့ခဏစောင့်ရမယ်။အဲ့ဒါသူ ပြောင်းလာအောင်မြင်ပြီးသွားပြီးဆိုရင်တန်းဆိုပြီးတော့မှနောက်ဆုံးအပြန်ရအခွက်လေးနဲ့တက်လာမယ်တန်းကိုနှိမ့်လိုက်ရင်ဤစင်ပြောင်းလာအောင်မြင်သွားပါပြီနော်ဆုံးထိချီပေးရဲ့အတွက်ကျေးဇူးများတင်ပါတယ်အားလုံးအဆင်ပြေကြပါစေရှင်ပပိုင်